်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်တဲ့နေ့ကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့အတိုက်ခံတွေနဲ့ဆက်လက်ထိတွေ့သွားမယ်လို့အာဆီယံဥက္ကဋ္ဌသစ်ဖိလစ်ပိုင်သမ္မတထုတ်ပြောတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေဟာအာဆီယံအတွက်မကျက်သေးတဲ့ဒဏ်ရာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အိမ်ကြီးချင်းနိုင်ငံကပြည်တွင်းစစ်လို့ပြောလို့ရမယ်ခါတိမှုကိုဖျက်ဆီးနေရတာကိုမြင်တွေ့နေရတာကနာကျင်စရာပါအဖွဲ့ကြီးအနေဖြင့်ဒီပြဿနာကိုအနီးကပ်အာရုံစိုက်နေရမှာဖြစ်ပါတယ် ဒါအတွက်အခြေခံချင်းကပ်မှုကတော့ထိတွေ့ဆက်ဆံရေးဖြစ်နေရပါမယ်။ကျွန်တော်တို့အားလုံးပါဝင်ပတ်သက်သူတွေနဲ့ဆက်လက်ထိတွေ့သွားရမယ်။ဆက်ပြီးစကားပြောရမယ်။အခြေအနေကိုဖြည့်ရှင်းဖို့အတွက်ရှေ့ဆက်မဲ့နီလန်းသစ်တွေရှာဖွေရမယ်။ဒါကကျွန်တော်တို့အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာလှုံ့ဆော်ဖို့ရည်ရွယ်ထားတာပါ။ဖိလစ်ပိုင်အနေနဲ့မြန်မာနိုင်ငံရဲ့လက်ရှိအကျပ်တဲကိုငြိမ်းချမ်းပြီးရေရှည်တည်တဲ့နဲ့ဖြည့်ရှင်းချက်ရှာတွေ့စေဖို့ဆက်လက်တွန်းအားပေးသွားမှာပါ။ အာဆီယံအနေဖြင့်မြန်မာအရေးနဲ့ပတ်သက်ရင်လှုပ်ဆောင်နိုင်တဲ့အတိုင်းအတာကန့်သက်ချက်တွေရှိပေမယ့်အဖွဲ့ကြီးအနေနဲ့ပါဝင်ပတ်သက်သူအလုံးကိုဆက်လက်ထိတွေ့မှုပေးနေဖို့ကအရေးကြီးပါတယ်။အာဆီယံကတကားတွေကိုပိတ်ထားမယ်မြန်မာနိုင်ငံမှာဘယ်သူရှိနေပါစေနားမထောင်ဘူးလို့ပြောလို့မရပါဘူး။ကျွန်တော်တို့ပါဝင်ပတ်သက်သူအလုံးနဲ့ဆက်လက်ထိတွေ့သွားရမှာဖြစ်ပါတယ်။အစိုးရအုပ်ချုပ်ရေးရန်ရတဲ့မကပဲအတိုက်ခံအင်အားစုတွေနဲ့ပါကြည့်တွေ့ရပါမယ်။မြန်မာနိုင်ငံစီကနိုင်ငံရေးခေါင်းဆောင်တွေအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်မှလား တယောက်နိုင်ကြီးရှိလားမေးမြန်းမှုကျွန်တော်အဲ့ဒါကိုအယမ်းမြင်ချက်ပါတယ်ကျွန်တော်ကစိတ်ရင်းတဲ့ကိုအကောင်းမြင်သူတယောက်ပါအဲ့ဒီအခြေအနေကိုရှောင်းနိုင်မယ်လို့မျှော်လင့်ပါတယ်မြန်မာနိုင်ငံအတွက်အကောင်းဆုံးရလဒ်ကတော့သူ့ရဲ့စီးပွားရေးသူ့ရဲ့လူမှုနဲ့ငြိမ်းချမ်းရေးအတွက်အကျိုးရှိဟောင်းအာဆီယံတဲကိုအပြည့်အဝပြန်လည်ပေါင်းစည်းနိုင်ဖို့ပါပဲပြီးခဲ့တဲ့နှစ်တွေအတွင်းမြန်မာအရေးတိုးတက်မှုဟာအနည်းငယ်နှေးကွေးခဲ့တာအမှန်ပါဒါပေမဲ့မကြသေးမီကဖြစ်ပေါ်တိုးတက်မှုတွေကတော့အားတက်စရာကောင်းခဲ့ပါတယ်ဆက်လက်ကြိုးပမ်းအားထုတ်မယ်ဆိုရင် အခြေအနေကောင်းကိုထိုးတက်ကောင်းမွန်လာစေဖို့အကူအညီဖြစ်ပါလိမ့်မယ်။ကျွန်တော်တို့ရပ်တန့်လို့မရပါဘူး။ဆက်လက်ပြီးစစ်အုပ်စုသည်တရုတ်စင်းကြံလမ်းမကြီး၏ဒလဝံများသာဖြစ်တရုတ်သည်စစ်အုပ်စုအားဆုံးရှုံးသွားသောနေမည်များပြန်ရရန်နှင့်နိုင်ငံတည်ငြိမ်ရေးဆိုက၎င်းတို့၏အထူးရောင်ရွေးကောက်ပွဲအားလည်း၆ခန့်အားပေးနေဟုအေရှာတိုင်းသတင်းစာဆောင်တွင်ဆောင်းပါရှင် MA ဟိုစိန်ကို အခုလိုရေးသားလာခဲ့ပါသည်။ နိုင်ငံဤမြောက်ဖက်တောင်တန်းဒေသများတွင်ဖြစ်ပွားနေသောပြည်တွင်းစစ်ကတိတ်တိတ်ဆိတ်ဆိတ်ပင်အပြောင်းလဲများထွက်ပေါ်လာနေသည်။ထိုဖြစ်စဉ်၏နောက်တွင်တရုတ်သည်အတိကမောင်းနှင်အားအဖြစ်ပေါ်ဝင်လာသည်။2025ဩဂုတ်လတွင်တအောင်မျိုးသားလွတ်မြောက်ရေးတပ်မှတနည်းကျော်သိမ်းယူထားခဲ့သောကြောင်မဲအားစစ်အုပ်စုတပ်များကသုံးဖက်ကြားအပြင်းထန်တိုက်ခိုက်ပြီးပြန်လည်သိမ်းယူခဲ့သည်။ကြောင်မဲသည်ယူနန်မှအိန္ဒိယသမုဒ္ဒရာသို့ထွက်ပါဟုယူဆထားသည့်အရေးပါသောအသက်သွေးကျော်လမ်းမကြီးပေါ်တွင်ရှိနေသည်။ စေုပ်စုသည်ဗျူဟာမြောက်အောင်ပွဲရခဲ့ခြင်းမျိုးမဟုတ်ပြည်ရင်းစစ်တွင် BJE ဩစာအရှိအဝါပြန်လည်တက်ရောက်မှုနှင့်တရုတ်၏ပုံမှုခိုင်မာသောကြောထောက်နောက်ခံပြုမှုကြောင့်စေုပ်စု၏ယုံကြည်မှုအသစ်တစ်ဖန်ထိုးပွားလာခြင်းကိုထင်ရှားပေါ်လွင်လာခဲ့သည်စေုပ်စုတများသည်ကြောင်မဲကိုတတိပြောင်မြောက်စွာတိုက်ယူခဲ့ခြင်းမဟုတ်ပီကျင်းဤကောင်းချင်းပေးမှုနှင့်ဘုံများဂျုံများကျဲကတတ်ယူခဲ့ခြင်းဖြစ်သည်တရုတ်ဤပါဝင်ပတ်သက်လာမှုသည်စေုပ်စုအပေါ်စည်ရင်းစေတနာကောင်းရှိ၍မဟုတ်ပဲ ွက်ချက်ထောက်ခံခဲ့ခြင်းဖြစ်သည်ပြီးကျင်းသည့်မြန်မာအောင်ပါတနာနိုင်ငံအဖြစ်ဤသည့်အခါမှသဘောမထားပေ၎င်းတို့အတွက်စွမ်းအင်ဖူးလုပ်ရင်ကုံသွေးရေးလမ်းကြောင်းဖွင့်ပေးနိုင်ပေစင်းကြံလမ်းမကြီးဖြစ်တီရဖြစ်တီကြောင်းလောက်သာမှတ်ယူထားသည်မြန်မာတည်ငြိမ်မှုရှိမှ၎င်းတို့အတွက်စိတ်ချရမည်ဖြစ်သည်၎င်းတို့အတွက်လည်းဝါမတဆင့်တော်လရင်မဟာမိတ်တပ်များကိုလက်နက်များပံ့ပိုးပေးသလိုစေအုပ်စုအားလည်းတန်တမာရေးအရာရောလိုအပ်သည့်ပစ္စည်းများကိုပါပံ့ပိုးပြီး မိစတစ်ဖက်ရေမုတ်တစ်ဖက်ကစားပွဲကိုခင်းကျင်းခဲ့ခြင်းဖြစ်သည်၎င်းတို့လုံးမဲ့ရွေးကောက်ပွဲတွင်2020တွင်အပြည့်အသက်အနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားဖေထုတ်ထားခြင်းကပင်ဒီမိုကရေစီမဟုတ်တော့စက်ခုံတစ်ခုသာဖြစ်လာသည်တရုတ်အတွက်ကတရားဝင်မှုမဝင်မှုထက်၎င်းတို့အပေါ်သစ္စာခံမိလူများနှင့်တည်ငြိမ်မှုရရှိရည်သည်သာပို၍အရေးကြီးသည်ဟုခံယူထားသည် စီအိုစုအနေထားသည့်2021ကလိုကစင်ကလျာနှင့်ကြောက်ကြောက်လန့်လန့်ပုံစံမျိုးမဟုတ်တော့ရက်ဆက်ကြမ်းကြုတ်မှုများနှင့်အတူစွမ်းဆောင်ရည်ပိုရှိလာသည်စစ်ကောင်းဆောင်များကရခင်ကအမားများကိုသင်ငန်းစာယူပြီးဤပညာများနှင့်စစ်မြေပြင်အရွေ့ကိုဖန်တီးလာကြသည်ဒရုန်းစစ်စင်ရည်သည်နမူနာပင်ဖြစ်သည်ရခင်ကတော်လန်ရေးတပ်များအုံပြုနေသည့်စေပေါ်ပေါ်ဒရုန်းများအားတရုတ်ဤပညာဖြင့်လေထဲမှပင်ဖြတ်စည်းပြနိုင်ခဲ့သည်စီအိုစုသည်ဒရုန်းများထောင်ချီ၍ဝဲယူတင်သွင်းလာခဲ့သည် ရခင်ကလိုလည်းနဲ့ကြီးများဖြစ်ရန်တမ်းပစ်ခတ်ခြင်းမျိုးမဟုတ်တော့ပဲပြစ်မှတ်ကိုတိတိကျကျချိန်မုံလာနိုင်သည်ယခုအခါအင်အားချိန်ခွင်ရှာသည်စေအုပ်စုဘက်ရွှေရှားလာနေသည်တော်လန်ရေးအင်အားစုများအတွက်အခြေအနေသည်တိတိတသာအကျက်တဲဆက်ရောက်လာသည်တရုတ်ဘက်ကလက်နက်များနေသားဖြတ်ကျော်စီးနှင်းမှုများကိုပိတ်ဆို့လာပြီးရခင်ကယူနမ်မတဆင်အလွယ်တကူတင်သွင်းနိုင်သော drone အစိတ်ပိုင်းများသည်တားမြစ်ကုန်ဖြစ်လာသည်တရုတ်သည်ချက်ချင်းလိုပြောင်းလဲသွားခြင်းမျိုးတော့မဟုတ် ၎င်းတို့နှင့်ဆက်အနီးရှိအွန်လိုင်းငွေလင်ကိုင်းများကိုချေမုံရန်တိုင်းတလက်နက်ကိုင်းများကိုတီးခံပေးခဲ့သည်။သို့သော၎င်းတို့၏ရှေးတို့ရှီမန်းချက်များပြင်းမြောက်သွားသည့်နှင့်တီးခံမှုအတိုင်းတာကုန်ဆုံးသွားခဲ့သည်။၂024အစောပိုင်းမှစ၍တရုတ်ပြည်စေအုပ်စုဘက်သို့ပြန်ရင်းလာပြီးမကြမီပါပင် MNDAA တီလာရှိုးကိုလက်လွတ်ပေးခဲ့ရသည်။ဝါတက်များသည်လည်းတော်လန်ရေးအဖွဲ့များအားလက်နက်များပံ့ပိုးပေးမှုများကိုဖျက်တောက်ပစ်ခဲ့သည်။စေအုပ်စုသည်ထိုင်းငယ်ကြားတလျှောက်တွင်လည်းပြန်လည်ထိန်းချုပ်လာနိုင်ခဲ့သည်။ ဒေါ်လရေးတက်များသည်လည်းပထဝီအနေထံနိုင်ငံရေးနှင့်စိတ်သက်ရေးရပိုင်းများတွင်မလူးတာမလွတ်တာဖြစ်လာသည်သို့သောစစ်ပွဲသည့်ပြီးဆုံးသွားမည်အလားလာမရှိပေရခိုင်တွင်အာရကတက်တော်သည်အရှင်ရနေပြီးမြောက်ပိုင်းတွင်လည်းကချင်တက်များသည့်နေမီအမြောက်များနှင့်အရေးပါသောမြေရှားတက်ထုများနှင့်တယံစာတများကိုထိန်းချုပ်ထားနိုင်စေဖြစ်သည်စေအုစုတင်ဆက်လာသောရွေးကောက်ပွဲသည်အ ਨੇ ဆုံးတရုတ်၏မတိမတာထောက်ခံမှုနှင့်အတူဆက်၍သွားနေမည်ဖြစ်သည်နိုင်ငံတည်ငြိမ်ရေးအတွက်ခြေလှမ်းတစ်လှမ်းအဖြစ်ပုံဖော်လာခဲ့သည် သို့သောတရုတ်တို့ဖွံ့ဖြိုးဆက်ဖက်လာမှုဖြင့်နိုင်ငံသည်တကယ်တမ်းတည်ငြိမ်လာမည်လားဆိုသည့်မေးခွန်းသည်နှက်ဆိုင်စွာထွက်ပေါ်လာခဲ့သည်။တမိုင်းတလျှောက်ပြည်ပနိုင်ငံများ၏ထောက်ကူမှုဖြင့်ရက်တည်နေရသောစစ်ဆိုးရများသည် တရားဝင်မှု ဆိုသည့်ကိုယာကဲလာပြီးလူတို့၏ဆန္ဒထောက်ခံမှုထက်ချောက်ယွတ်မှုဖြင့်သာရက်တည်သွားကြရသည်ကများပေသည်။မြန်မာတို့၏ကြွေကွဲဝယ်ဖြစ်ရသည့်အစုံတွင်ကြောင်မဲလာရှိုးကိုမိသူကထိန်းချုပ်နိုင်သည်ဆိုသည့်ထက်လူတို့၏စိတ်နှလုံးကိုမိသူကဖန်ဆားနိုင်ပြီလေဆိုသည့်အပေါ်သာ မူတည်နေပြီသည်အိန္ဒိယတွင်တရုတ်ကြောထောက်နောက်ခံပေးထားသောစေအုပ်စုသည်တိုက်ပွဲများတွင်အနိုင်ရကောင်ရနိုင်တော်လေလူလူဤထောက်ခံမှုကိုကဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်မိဟုံဟုံတောက်လောင်နေသောကြေးရွာများကြောက်လန့်တကြားထွက်ပြေးနေကြသောမိသားစုများဂျုံများဖြင့်မဲမဲလှုပ်နေသောကောင်းခင်အောက်တွင်အသက်ကိုကြံဖန်မွေးနေကြရသည့်ကလေးသူငယ်များအဆရှိသည့်ညင်ကွင်းများသည့်အမျိုးသားသွေးစည်းရေးအတွက်ပုံရိပ်များမဟုတ်ရှင်းကိုဘီကျင်းကငြိမ်းချမ်းရေးဟုဆိုပြီးစေအုပ်စုက လုံခြုံရေးဟုပြောကောင်းပြောလာနိုင်တော့လေ တာမန်မြန်မာလူထုအတွက်ကြောင့်မူအကြောက်တရားဖြင့်အုတ်ချုပ်ခံရမှုဟုသာယူဆကြမည်ဖြစ်သည်။ကြောက်ရွံ့မှုဆိုသည်ကပြိပခအတွက်အမြဲတမ်းဖြည့်ရှင်းပေးနိုင်သည့်အခြေခံအုတ်မြစ်မဟုတ်ပေ။ယင်းသည့်တိတ်တဆိတ်စိတ်ရှည်လက်ရှိနှင့်ဖိနှိပ်အောင်ဤထားရသည့်ထောသားနှင့်စိုးရိမ်ပူပန်မှုများကိုထုတ်ဖော်ဖို့နောက်တစ်ချိန်အုံကြွနိုင်ပြီးအခွင့်အခါကိုစောင့်ဆိုင်းနေခြင်းမျိုးသာဖြစ်ပေသည်ဟုရှင်းတာချသည်။ဆေယုစုသည်မနိုင်သည့်စစ်ပွဲကိုရေရှည်ဆင်နွှဲသွားရတော့မည်ဖြစ်သည်။ ရခင်ကလိုပြန်အုပ်ချုပ်သွားနိုင်မည်ဟု၎င်းတို့ထဲတွင်ယုံကြည်သူတဦးတယောက်မှမရှိတော့ရွှေကောက်ပွဲဖြစ်တခုခုဖြစ်လာလိမ့်မလားဟုစောင့်ကြည့်နေသည့်အဆင့်သားရှိသည်။လက်ရှိတွင်ခေါင်းဆောင်လုပ်သူများကပြည်သူ့ကောက်ပွဲရေးတပ်ဖွဲ့များအားဖြော့သွားပြီးဟုအထင်ရောက်ကတွန်းတွန်းတိုက်တိုက်လှုပ်ရန်ခြံရွယ်နေသည်။အကယ်၍ပြည်သူ့ကောက်ပွဲရေးတပ်ဖွဲ့များသည်တံများကိုရွှေ့ပြောင်းခြင်းပြန်လည်စမ်းစစ်ခြင်းနှင့်တပ်အင်အားတိစောက်ခြင်းဆိုကမခတ်ပြီးလော TNL စုတ်ခွာသွားမည့်မိုးကုတ်မြို့ကိုပြည်သူ့ကောက်ပွဲရေးတပ်များအလုံးစေအုပ်စုလက်မကျရန် ပူးပေါင်းကာကွယ်သွားမည်ဟုကြေညာချက်များထုတ်ပြန်လာသည်ပြည်သူများဘက်ကလည်းမင်းအောင်လိုင်တပ်များဤလူမဆန်စွာရက်ဆက်ရုံမာနေမှုများအတွေ့ချိန်မီအောင်သလိုပူဆွေးတော့ကရောက်နေကြရပြီး၎င်းအားအမျက်ဆုံးဖယ်ရှားနိုင်မှဖြစ်တော်မည်ဆိုသည့်တန်ထိတ်ထံများအခိုင်မာသည့်ထက်ခိုင်မာလာရခြင်းပင်အင်အားများဖြစ်လာရသည်ထိုအင်အားများကတရုတ်တို့ပစက်ဟောင်းလောင်းဖြစ်သွားစေမည်မိုးကုတ်အတွက်တတိုင်းကြီးများဖြစ်လာပြီးတော်မည်ပြည်သူတို့၏တရားတော်စစ် မုတ်ချအောင်ရမည်